အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်တရားတစ်ခုရဲ့အပေါ်ဘက်ကနေ Pori Feeder ဟာရှေ့ပြောင်းအခြေချတဲ့သူတွေကိုထင်းထင်းနဲ့စကန်တစ်ခုကိုစောင့်ကြည့်နေခဲ့ပြီးတော့နောက်ပိုင်းမှာတော့သူဟာတဘောအဖွဲ့ဝင် Friend Certified အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီးတော့ဖန်ဆီးခံထားရတဲ့သူတွေကိုကယ်တင်ဖို့အတွက်အစီအစဉ်ဆွဲပါတယ်ညနေကိုရောက်တဲ့အခါမှာတော့တဘုံတွေဟာဂိမ်းစုံကိုလူဝဲစွာဖန်ဆီးပြီးတော့မှချန်စီယိုကိုဖျက်ဝင်ခဲ့တာပါပြီးတော့စစ်သားတွေကိုတစားကန်အဖြစ်ဖန်ဆီးပြီးတော့အကျဉ်းသားတွေကိုရှာပါတယ်ပါဗီဒီယာကတော့ရုံငန်းမကြီးစီကိုတွားပြီးတော့မှဘိုကြီးစတရီမင်ကိုတနေ့နဲ့ချိန်ထားပါတယ်ဒီမဟာအဖွဲ့ရဲ့အတွေ့အကြုံတွေကိုပြပြခဲ့ပြီးမဲ့စတရီမင်ကတော့ သူမရဲ့ဆွေးဆောင်မှုရှိတဲ့ပုံစံကိုသာစိတ်ဝင်စားလို့နေပြီးအဲ့ဒီအခြေအနေကိုသတိထားမိတဲ့ခါမှာတော့ဘောင်းမီအောက်ကနေထင်းနေတဲ့အရာကိုမဖုံးခွဲပဲလမ်းလျှောက်ခံပြီးအရှက်ရစီခဲ့ပါတော့တယ်။ဂိမ်းမာတော့သဘုံကားရောက်လာခဲ့ပြီးတော့ရှေ့ပြောင်းနေတဲ့သူအားလုံးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့တက်ကထွက်ပြေးနိုင်မှုအတွက်အာယုံပြောင်းစီခဲ့မီရှုံမီပဲနေကိုအများကြီးပြေပေါက်ခဲ့ပါတယ်။စစ်သားအားလုံးကိုဂိမ်းတော်မှာပိတ်လောင်ထားခဲ့ပြီးစတီမင်ဟာ ဘာဗီဒီယာကိုမကြောင်ခင်တွေ့မယ်လို့ပြောခဲ့ပါတယ်ပထုကခင်မှာတော့ဖက်ကစစ်သားတွေကိုဖက်စစ်စနစ်ကိုထောက်ခံခဲ့တဲ့အတွက်ဝေဖန်ပြီးတော့တော်လိုင်းလုပ်ဖို့အတွက်တောင်းဆိုရင်းနဲ့မိခိုးဘုံနဲ့ပြစ်ခဲ့ပါတယ်အဲနောက်မှာတော့သဘုံတွေထွက်သွားချပြီးတဲ့နောက်မှာဖက်နဲ့ဘာဗီဒီယာတို့ကနိုင်ငံကြပါတော့တယ်သူတို့အောင်ပွဲခံတဲ့အနေနဲ့တနက်တွေပြစ်ပေါင်းခဲ့ကြပြီးအရင်းညကစပြီးတော့ချစ်သူတွေဖြစ်ခဲ့ကြတာပါ ဘက်ကတော့ပေါက်ွဲပစ္စည်းတွေပြုလုပ်ပေးပြီးတော့မှပိုပီရင်ဟာတော့လူခွင့်ရေးကိုစက်ရင်နဲ့ဥပဒေတွေကိုမဲပေးတဲ့နိုင်ငံသမားတွေကိုဖုန်းခေါ်ပြီးတော့ဆဲဆိုခဲ့ပါတော့တယ်။တဘုံနေရအစိုးရယုံတွေဖန်တွေတအားပေးစက်ယုံတွေကိုပါဖောက်ခွဲခဲ့တဲ့အတွက်ပဲမြို့တော်တကူလုံးမှောင်မဲခဲ့ရပြီးစတီမင်ဟာအရင်တိုက်ခိုက်မှုတွေကိုကြီးရခံပြီးတော့အဝေးကနေတဘုံတွေကိုကြည့်ရင်လည်းပါပီရာရဲ့ခန္ဓာကိုယ်ကိုစိုက်ကြည့်ပြီးတော့မှသူ့ကိုယ်သူလည်းရမက်ဖြစ်ခဲ့ရပါတော့တယ်။ဒီနေ့မှာတော့စတီမင်ဟာဖန်နဲ့ပါပီရာတို့ချစ်ချက်နေတာကိုသိလိုက်ကြပြီးတော့မနာလိုဖြစ်ခဲ့ရပါတယ်။ အချိန်ကြာလာတဲ့ကမှာတော့ပါပီဒီယာနဲ့တဘွန်တော်ထက်တယောက်ကတရားရုံးနဲ့ဝင်ကအင်တာမြင့်နေချိန်မှာဘုံတွေကိုဖွက်ဖို့အတွက်လုပ်ခဲ့ကြပါတယ်။ကံမကောင်းဆောင်တွေပဲပါပီဒီယာကိုစတီဗန်ကမိသွားခဲ့ပြီးနောက်မှတတ်မှတ်ထားတဲ့လေးဆောင်မှတွေ့လို့ရှိရင်ဘုံတွေဆက်ခွဲခွင့်ပေးမယ်ဆိုတဲ့ကံလန်ချက်ကိုပေးပါတယ်။ညနေမှာတော့သူတို့နဲ့မိုးလင်းမှာတွေ့ကြပြီးပါပီဒီယာကသူမလုံခြုံရေးအတွက်စတီဗန်နဲ့ရမက်ပြေးပေးခဲ့ရပြီးလာနေခဲ့ကြတဲ့ကမှာတော့ပါပီဒီယာဟာကိုဝင်ကြီးနဲ့တောင်တဘွန်အလုပ်တွေကိုဆက်လုပ်ခဲ့ပါတော့တယ်။သူမရဲ့မိဘတွေနဲ့ဖက်ကကလေးရဲ့ဘေးကင်းလုံခြုံမှုကိုစိုးရိမ်ခဲ့ကြပြီးကလေးမွေးပြီးတဲ့အခါမှာတော့ တောက်ပါပြီးတဲ့နောက်စိတ်ကြယောဂခံစားခဲ့ရပြီးကလေးနဲ့အချင်းမပေးနဲ့ဖြစ်ခဲ့ရပါတော့တယ်ဖက်ကသူကကလေးနဲ့တူတူအခြေချဖို့တောင်းပန်ပေမဲ့အယူတော်ပုံအတွက်ဆက်တိုက်ချင်တာကြောင့်ပဲဆွန့်ပြေးခဲ့ပါတော့တယ်ဖက်ကကလေးတွေပစ္စည်းဝယ်ဖို့စူပါမားကတ်သွားတဲ့အခါမှာစတီဗင်ကသူ့ရဲ့သမီးကြောင့်ကိုမေးပါတယ်ဖက်ကတော့ဒါကိုရိုးရိုးဖော်ယူတဲ့စကားဝိုင်းလိုချင်ခဲ့ပေမဲ့လည်းစတီဗင်ကတော့လူမဲမျိုးသမီးတွေကိုချစ်တယ်လို့ပြောလိုက်တဲ့အခါမှာဖက်ကကြောက်ရွံ့သွားခဲ့ပါတယ်။ဒီမနေ့မှာတော့တပုံတွေကဗန်တခုကိုဝင်လို့တဲ့အခါမှာလူညွေးတယောက်ကပြန်တိုက်ဖို့ကြိုးစားတာကြောင့်ပဲဘာဗီယာကသူ့ကိုပြစ်ဒဏ်ခဲ့ပါတယ်။ နိုးစက်မီလာခဲ့တဲ့အတွက်တဘုံလေးကားလေးနဲ့ထပြေးခဲ့ရပါတယ်။မြို့ထဲမှာကားလိုက်ဖန်တယ်မှုတွေဇက်တဲ့ဖြစ်နေခဲ့ပြီးတော့ရင်ကျော်ပိတ်ဆို့တာကိုရှောင်ဖို့အတွက်တဘုံကားတွေကတခြားရင်တွေကိုတိုက်ကရှေ့ဆက်ခဲ့ပါတယ်။မကြခင်မှာကားနစီလုံးတိုက်မိပြီးတော့တဘုံလေးရှေ့ချင်းပြေးရတဲ့အခြေအနေကိုရောက်ခဲ့ပြီးကံမကောင်းစွာနဲ့ပဲရဲတွေကပါပီရီယာကိုအမြန်ဝိုင်းဖမ်းပြီးတော့ဖမ်းဆီးလိုက်ကြပါတော့တယ်။နောက်ပိုင်းမှာတော့စတီဗင်ကလာတွေ့ခဲ့ပြီးတော့မှ Friends and Family အဖွဲ့ရဲ့အရေးပါတဲ့အဖွဲ့ဝင်တွေရဲ့နေရာကိုပြောပြရင်လှုပ်ပေးမယ်လို့ကဲလန့်ပါတယ် ဘော်ဗီရအဖန်ကန်တော်ကိုကြားတဲ့ခါမှာတော့ဘက်ကထွက်ပြေးဖို့တဲ့ပြင်ဆင်ခဲ့ပြီးတဘုံဟောင်းဟောဝါကတော့သူ့လိုပဲကိရိယာရှိတဲ့တကြောင်တွေကိုရှာနိုင်မဲ့ကိရိယာတခုဖက်ကိုပေးပါတယ်။လူဝဲစကားပြောဖို့တဲ့ရှုပ်ထွေးလာတဲ့ကိုတခုကိုလည်းတင်ပေးခဲ့ပြီးတော့သူသမီးနဲ့အတူခံယူဖို့တဲ့အထောက်အထားတွေလည်းစီစဉ်ပေးခဲ့ပါတော့တယ်။ဘက်ကမျိုးစိကိုထပြေးတဲ့အချိန်မှာပါဗီဒီယာကိုတက်တဲ့ကာဝေးစီစဉ်မှာထားလိုက်ပြီးပါဗီဒီယာပြီးတဲ့ချက်လက်တွေအကုန်လုံးကိုသုံးပြီးတော့စတီမင်ဟာတဘုံအများစုကိုလိုက်ပန်းခဲ့ပါတယ်။ ထပ်ပြီးကြိုးစားတဲ့လူတွေချို့ကတော့မှတက်ခဲ့ပြီးနောက်ဆုံးမှာတော့အဖွဲ့စည်းဟာပြတ်သွားခဲ့ပြီးစတီဗင်ဟာသူ့ရဲ့အောင်မြင်မှုတဲ့စူးချင်းမြင့်ခံခဲ့ရပါတော့တယ်။သူကပါဗီရီယာကိုတရင်ကောင်းပြဖို့သွားတဲ့ခါမှာတော့သူမှထပ်ပြေးသွားပြီဆိုတာသိလဲရပြီးအခုတော့ပါဗီရီယာဟာမက္ကဆီကိုမှပုံအောင်လုပ်နေပါတော့တယ်။စကြောင်းလေးကြာပြီးတဲ့နောက်မှာတော့ဖဲရဲ့တမီဟာဝီလာဆိုတဲ့နာမည်တွင်းနဲ့စကြောတက်တယောက်ဖြစ်နေခဲ့ပြီးဖြစ်ပြီးတော့သူမကအားလဲတဲ့အချိန်မှာဆရာစာဂျိုစီကနေကိုခံပညာသင်ယူပြီးဖက်ကတော့အမြဲတမ်းစူးရင်ထိလဲနေရပြီးတော့စေကြောက်ကိုအချိန်ကုန်ခံနေပြီမဲ့အနည်းဆုံးမိဘဆရာအစည်းအဝေးကိုတော့တက်ရောက်ခဲ့ပါတော့တယ်။ စတီဗင်ကတော့ရှေ့ပြောင်းအခြေချသူထင်းထင်းစကန်းနေမှာပဲဆက်ပြီးတော့အလုပ်လုပ်နေပြီဒီနေ့မှသူအကြကြီးဝင်ကျင်နေတဲ့ Christmas Adventure Class ဆိုတဲ့လူမျိုးအမျိုးသားရဲ့အဖွဲ့အစည်းကအထူးပေးချချက်လက်ခံရရှိခဲ့ပါတော့တယ်။ဟိုတယ်မှာအဖွဲ့ဝင်တွေနဲ့တွေ့တဲ့အခါမှာတော့လူမျိုးချားနဲ့ကြဲကြဲဖူးလာလို့မေးတဲ့မေးခွန်းတွေကိုမေးခဲ့တာကြောင့်သူကမရှိဘူးလို့ဖြစ်ပါတယ်။အဲ့တော့ဒီမှာတပုံဟောင်းကရေဒီယိုကနေသူ့ရဲ့တက်ဝဲခေါ်ဆောင်မှုတွေကိုထုတ်လွှင့်နေတဲ့လူဝဲအလုပ်တွေဆက်ပြီးတော့လုပ်နေပါတယ်။ ဒီမှာတော့သူ့ကိုစူချင်းမို့ဆိုအဗန်ဒီကဖမ်းဆီးသွားခဲ့ပြီးတော့မှယောဂကလေးတွေကတောင်းမြင်တဲ့အခါမှာတော့ဟာဝဲရဲ့ရေဒီယိုပစ္စည်းတွေကိုသုံးပြီးဟာဝဲအဖမ်းခံတဲ့ကြောင်းကုန်းနဲ့မက်ဆေ့ပို့ချပါတော့တယ်။ဟာဝဲကိုစစ်တဲ့အဆောင်တစ်ခုစီကိုခုံသွားခဲ့ပြီးတော့သူ့ရဲ့ညီမကိုတတ်မယ်လို့ချင်းချောက်တာကြောင့်ပဲသူကတခြားသူနဲ့နေရာကိုပြောပြခဲ့ပါတယ်။အဲဒီချက်လက်တွေကစတီဗင်စီကိုရောက်ခဲ့ပြီးတော့စတီဗင်ကသူ့ရဲ့စစ်သားတွေဖမ်းတဲ့ဝေရိုးရဲ့မြို့ကိုဝင်ပြီးစီးနေအောင်လှစ်စားတဲ့မရှင်တစ်ခုစီစဉ်ခဲ့ပါတော့တယ်။အိမ်မှာတော့ဖက်ကစေးကြောက်အရင်များလို့လာကြောင်းပဲဝေလာကသူ့ကိုကလေးထင်းနေရတယ်လို့ခံစားရတဲ့အကြောင်းရံပြခဲ့ပါတော့တယ်။ ကျောင်းဘက်ကမှတော့ခင်ဖက်ကတော့ဟာဝဲရဲ့ကြိယာတစ်ခုကိုယူခိုင်းခဲ့ပြီးသူစိတ်ထင်တာတည်းများကိုရန်သူလို့မြင်နေတဲ့ဖက်ကဝဲခေါ်လာတဲ့အတန်းပေါ်ကိုတော့ချင်းချောက်ခဲ့ပါသေးတယ်။ကျောင်းမဝီလာကတော့အင်တာထဲမှာကြိယာမိတန်ကိုကြားတဲ့အခါမှာဒန်ရွာဆိုတဲ့ဖက်ရဲ့သဘွန်တငယ်ချင်းကိုတွေ့ရပါတယ်။ဒန်ရွာကလူဘက်ကကိုပြောပြီးတော့ SOS အချက်ပြမှုရှိတဲ့အကြောင်းနဲ့အမြန်ထွက်တော်ဖို့လိုတဲ့အကြောင်းပြပြခဲ့ပါတယ်။သူတွေထွက်လာတဲ့လမ်းမှာရဲတွေအကြောင်းကိုဝိုင်းထားတာမြင်တဲ့အခါမှာကားစီကိုပြေးခဲ့ကြပြီးဝီလာကတော့စတီဗန်ရဲ့အကြောင်းကို ဖက်ကဒူမရဲ့အမိကိုတက်ခဲ့တယ်လို့ပြောပြခဲ့တာကြောင့်ပဲဒူမဟာပိုပရီဒီယာကိုသူရဲ့ကောင်းတယောက်လို့ထင်နေပုံနဲ့ရပါတယ်။ကြောင်းမဲကိုစတီဗန်ရဲ့စစ်သားတွေကဝင်စီပြီးတော့ဝီလာကိုရှာဝေခဲ့ပါတယ်။တချိန်တည်းမှာပဲဖက်စီကိုလည်းတပုံတယောက်ကခုံမေးဖို့အတွက်ဖုန်းခေါ်ခဲ့ပြီးစေကြောင့်များလာကြောင့်မှန်ညာပြင်းနေတဲ့ဖက်ဟာအသေးတန်စဉ်းစားပြီးတဲ့နောက်မှာတော့ပြန်ပြောခဲ့ပါတယ်။တဘုံကဟာဝက်အဖန်ခင်ရပြီးစတီဗန်လာနေပြီးဝေလာကိုဘေးကင်းရပို့ထားနိုင်ပြီလို့ပြောခဲ့ပြီးဒါကြောင့်ပဲဖက်ဟာဝေလာနဲ့ပြန်ဆုံတွေ့ဖို့အတွက်ချင်းစုထားတဲ့နေရာတစ်ခုကိုသွားရမှာပါ။ဘက်ကနေရာတွေကိုမှတ်မိခင်မှာပဲတဘုံကဖုန်းချသွားခဲ့ပြီး စစ်သားတွေအိမ်ထဲဝင်လာတဲ့ချိန်မှာဘက်ကိုမတွေ့တော့ပါဘူး။စတီဗင်ကဝင်လာရဲ့ဓပုံကိုအနံ့ခံနေတဲ့ချိန်စစ်သားတွေကဘက်ထွက်ပြေးနေတဲ့လူဝဲဥမင်ကိုတွေ့လိုက်ပါတယ်။တက်ဟာမိခိုးပေါ်ကြောင့်အသက်ရှူခက်ခဲခဲ့ပြီးမယ်လေ။မမေလဲခင်မှာပဲထပ်ပေါင်းကိုပြေးရောက်ခဲ့ပါတော့တယ်။ဘက်ကအများသောဖုန်းနဲ့ဓပုံအခြေတဲ့စကန်ကိုခေါ်ခဲ့ပြီးမယ်။ကုတ်တခုလုံးမှတ်မှတ်မိတဲ့အတွက်အကူအညီမရခဲ့ပါဘူး။ပုံရှုံနေတဲ့ချိန်မှာပဲစစ်သားတွေကမြို့ရဲကအိမ်တွေလုပ်ငန်းတွေကိုဝင်ပြီးရောစီးပါတယ်။စာဂျီယိုရဲ့စနေစီကနေရွှေပြောင်းနေတဲ့သူတွေအဖမ်းခံရပြီဆိုတဲ့သတိပေးချက်ရပြီးတော့ဖက်ကအကူအညီလာတောင်းတဲ့အခါမှာ သူရဲ့အင်ကိုခေါ်သွားဖို့တဲ့သဘောတူခဲ့ပါတယ်။လမ်းမဘက်ကတော့ဝီလာနဲ့ friend family ဖက်ရဲ့အကြောင်းကိုပြောပြတော့စာဂျီယိုကတော့ဝီလာကိုဖုန်းဆက်ခိုင်းမှဖက်ဟာဝီလာမှာလူရဲ့ဖုန်းရှိတယ်ဆိုတာကိုမသိခဲ့ဘူးဆိုတာသိလိုက်ရပါတယ်။ဒေသခံတွေကစစ်သားတွေကိုဆန္ဒပြတာကြောင့်လမ်းမမှာမိလောင်မှုတွေဖြစ်ပြီးရဲတွေကလူအုပ်ကိုလည်းပြစ်ခတ်ခဲ့ပါတယ်။စာဂျီယိုကတော့ဂျန်နဲ့ရှီပြောင်းနေတဲ့သူတွေကိုဖျားအကြောင်းမှပုန်းခိုင်းမှုတွေစကီစီတဲ့သူတွေကိုအကူအညီတောင်းပါတယ်။ပြီးတော့ဖက်ကိုစာဂျီရဲ့ဇနီးဆိုင်ကလူဝဲခမ်းမှခေါ်လာခဲ့ပြီးစာဂျီယိုကပတ်စံတဲ့တနက်တွေကိုစူးစမ်းပါတော့တယ်။ ဖက်ကတမုံလီကိုထက်ကောက်ခဲ့ပေမဲ့ကုန်းမရှိတာကြောင့်ဘာမှမပြောနိုင်ဖြစ်နေပါတယ်။ဒေါ်လာရေးထွက်ပြီးတော့ operator ကိုဆဲဆိုချင်းမောင်းရင်နောက်တဲ့ကုတ်တစ်ခုပြောလိုက်တဲ့အခါမှာတငယ်ချင်းဟောင်းဖြစ်တဲ့ကြီးကျယ်အမှုနဲ့စကားပြောခွင့်ရခဲ့ပါတယ်။ဖက်ကတော့ပုံကိုရေးမိကုန်းလေးကိုဖြင်းနိုင်တဲ့အတွက်သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားတွေကိုအတည်ပြုနိုင်ခဲ့ပြီးဝီလာကိုရှာတွေ့နိုင်မယ့်နေရာရဲ့လက်တီတို့လောင်းလီတို့တွေကိုလည်းရခဲ့ပါတယ်။စာယူနဲ့ဇနီးတို့ကတော့ရှေ့ပြောင်းနေတဲ့သူတွေကိုလျှို့ဝှက်ဥမိန်နဲ့ထပ်ပြေးစေခဲ့ပြီးစစ်သားတွေဆိုင်ထဲကိုရောက်လာတဲ့အခါမှာတော့စာယူကဖက်ကိုတနက်ပေးပြီးတော့မ ။ဘတ်ဂျီကိုမြို့ပြင်ကမောင်းထုတ်ခိုင်းခဲ့ပါတော့တယ်။ဖက်နေဘိုင်းတော့ဆိုလို့ရှိရင်တော့ခေါမိုးကနေထွက်ပြေးခဲ့ကြပြီးတော့မှရေစကန်မှာစစ်သားတွေရဲ့ချင်းချောင်းမှုကြောင့်ဝီလာရဲ့တငယ်ချင်းတွေကသူမရဲ့လူရဲ့ဖုန်းနံပါတ်ကိုပေးခဲ့ကြပါတော့တယ်။ဝီလာရဲ့ဖုန်းမိလာတဲ့ခါမှာတော့ဒန်ရွန်ကဒေါသတရှင်ရဲ့ဖုန်းကိုဖိလင်းဘောက်ကနေပြစ်ချလိုက်ပြီးတော့ကွေးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တွေကစတီဗန်တွေကတော့ခြေရာခံမှုအလုံးလောက်ခဲ့ပါတယ်။ဖက်ကပီဂျီတို့ခမိုးဘောကခုံချတာကိုလိုက်နေတော့မှချုံလေးကြောက်နေတာကြောင့်ရဲတွေကလျှက်စစ်တုံးနဲ့ထိုးပြီးတော့ဖမ်းခဲ့ကြပါတယ်။ပီဂျီကစာဂျီကို တနက်သူမှာရှိတဲ့အကြောင်းအတည်ပြုပြီးတော့ဖြစ်ပျက်တွေကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာပဲဌာနကဝေလောက်ကိုတိလရှင်အကြောင်းမှာပြုဝဲထားခဲ့ပြီးတော့ဖရိုဖီဒီယာရဲ့အမှန်တရားကိုပြောဖို့အတွက်တိလရှင်တွေကိုတောင်းဆိုပါတယ်။နောက်ဒီမှာတော့ Christmas Adventure ကလည်းခေါင်းဆောင်တွေကစတေဘယ်မှာလူမျိုးပေါင်းစုံကလေးရှိတဲ့အကြောင်းအစီအခံသာရတာကြောင့်ပဲစစ်သားတွေဝင်စီတာဟာတူတမီကိုရှာဖို့အတွက်ဖုံးဝေတာလို့သုံးသပ်ခဲ့ပါတယ်။သူတို့ကစတေဘယ်ကိုဒီပြဿနာကိုရှင်းဖို့အတွက်တောင်းဆိုခဲ့ပြီးရဲစခန်းမှာဘက်ကမွေးရည်စေးဆွဲနေသူလို့ဟန်ဆောင်ပါတယ်။ဈေးမှာတူနာပြုကသူ့ကိုကုန်းနေစကားပြောနေမှတည်သွားတဲ့အတွက် ဘက်ကိုတည်တံခန်းလေးကိုခေါ်သွားပြီးတော့ထပြေးလမ်းကြောင်းပြပြပါတယ်။ဘက်ကစင်ယုံကနေလူဝက်စောထပြေးခဲ့ပြီးစာဂျီယိုကလာပြီးတော့ကြွပါတယ်။စီမင်ကဝေလာရဲ့ဖုန်းရှိတဲ့နေရာကိုဆိုင်းမရှင်ကိုစစ်စစ်မေးမြန်းပြီးတော့တန်ကုန်းဘုံကတည်လိုက်ရှင်အကြောင်းရဲ့အကြောင်းကိုလည်းသိခဲ့ရပါတယ်။တည်လိုက်ရှင်ကြောင့်မှဝေလာဟာတက်ခတ်ရင်းနဲ့တနက်ပစ္စည်းတွေကိုလေ့ကျင့်လို့နေတာပါ။ဒီမကတည်လိုက်ရှင်နေသူ့ရဲ့အမိကိုကြက်လို့ခေါ်လာကြတဲ့အခါမှာတော့ဂျန်ရကပရိုဗီဒီယာရဲ့တိစ္ဆာဖောက်ခဲ့တဲ့အကြောင်းအတည်ပြုခဲ့ပြီးစစ်သားတွေဝင်လာပြီးတော့လူတိုင်းကိုဖမ်းဆီးခဲ့ပါတယ်။ ဝယ်လောင်ကိုစတီဗန်စီကိုခေါ်သွားခဲ့ပြီးတော့ DNA စစ်ဆေးတဲ့အခါမှာတော့စတီဗန်ရဲ့သမီးဖြစ်တဲ့အကြောင်းအတည်ပြုခဲ့ပြီးလမ်းပေါ်မှာစာဂျီယိုနဲ့ဖက်ကိုရဲတွေကဖမ်းနေတာကြောင့်ပဲစာဂျီယိုကဖက်ကိုတနက်ပေးပြီးတော့ကားကိုဖြည်းဖြည်းလေးမောင်းမိမယ်လေဖက်ကတော့မကုံချနိုင်ခဲ့ပါဘူးအဲဒါကြောင့်ပဲစာဂျီယိုကယုဒီရဲ့ကိုယ်လိုက်တော့ဖက်ကပြိုကျပြီးတော့မြောင်းနေမှာပုံနေခဲ့ပါတယ်ဖက်ကကားကိုပြီးတော့တလရှင်ကျောင်းကိုလိုက်သွားတဲ့အခါမှာစတီဗန်ကဝယ်လောင်ကိုတကားထဲထည့်ပြီးတော့မောင်းထည့်သွားခဲ့ပါပြီဖက်ကအဝေးကနေဖြတ်ခဲ့ပြီးမှမထိပါဘူးအမြဲတမ်းလိုက်သွားခဲ့ပြီးတော့မှဟာဝဲရဲ့ကိရိယာမီလာလို့သူတို့မင်းနဲ့ညီလာပြီဆိုတာလေးသိလိုက်ရပါတယ်စတီဗန်ကတော့ အဗန်နီနဲ့တွေ့ပြီးတော့မှဝေလောက်ကိုမက်ဆီကိုခိုင်းနေရုံတော့နေတဲ့ဂလီလိုပြောကဖေရှားဖြစ်ဖို့တဲ့ပတ်စံနဲ့စားနဲ့ခိုင်းပြီးမယ်လေအဗန်နီကတော့ဂလီတွေကိုမတက်ဘူးလို့ညင်းဆန်ပါတယ်နောက်ဆုံးမှတော့စတီမင်ကဝေလောက်ကိုလက်ရဆုံးစစ်တဲ့စီကိုခေါ်သွားဖို့အတွက်ငွေပေးခဲ့ပါတယ်။ဝေလောက်ကစတီမင်ကိုကန်ပြီးတော့ထပ်ပြေးဖို့ကြိုးစားပြီးမှစတီမင်ကတော့ဖမ်းပြီးတော့အဗန်နီရဲ့ကားလေးကိုထည့်လိုက်ပါတယ်။ထင်းဆိုတဲ့ကားမောင်းသူရောက်လာခဲ့ပြီးတော့စတီမင်ကိုပြတင်းပေါက်ကိုခြောက်ခိုင်းပြီးခေါင်းကိုပြစ်တက်လိုက်တာကြောင့်ပဲစတီမင်ရဲ့ကားတိုက်ခိုက်မိပါတော့တယ်။ဖမ်းရောက်လာခဲ့ပြီးစစ်သေးတဲ့ကားမောင်းတော့စတီမင်ရဲ့ခန္ဓာကိုယ်ကိုပဲတွေ့လိုက်ရပြီးစစ်သေးတရားရခဲ့ပါတယ်။ စစ်တပ်အခြေခံစခန်းမှာ FND ဟာဒေသခံစစ်သားတွေရဲ့ပုံစံကိုမကျေတာကြောင့်ပဲဝေလောက်ကိုလက်ထိပ်ဖြိုပြီးပြီးတော့အကူအညီခဲ့ပါတယ်။ဝေလောက်ထပ်ပြေးပြီးတဲ့နောက်မှာတော့ FND ကအဆောင်တွေကိုပြစ်ခတ်ရင်းနဲ့ပဲအသက်ဆုံးရှုံးခဲ့ပါတယ်။ဝေလောက်ကသူ့ကားကိုယူပြီးတော့ထထွားတဲ့အခါမှာထင်းကလိုက်လာတာကိုတွေ့ရပြီးဝေလောက်ကကားကိုလမ်းလေမှာရှက်ပြီးတော့ပုံနေတဲ့အခါမှာထင်းကအချိန်မီမရနိုင်ပေမဲ့ကားတိုက်ခဲ့မိပါတယ်။ထွက်လာတဲ့အခါမှာတော့ဝေလောက်ဟာတဘုံကုတ်ကိုပြောခဲ့ပြီးတော့ထင်းကမဖြစ်နိုင်တဲ့အတွက်သူ့ကိုပြစ်တတ်ခဲ့ပါတယ်။ အချိန်မှပဲနောက်ထပ်ကားစီရောက်လာခဲ့ပြီးတော့သူ့ရဲ့ဖေပက်ဖြစ်နေတာတွေ့တော့ထိလန့်ပြီးတော့မှကုပြောခဲ့ပါတော့တယ်ဘက်ကအစင်မီကြောင့်အမခိုင်နဲ့ကုပြင်ပြခဲ့ပြီးတော့သူတို့နှစ်ယောက်ပြဖက်ကပြန်လဲဆုံးနေခဲ့ရပါအဲဒီတွင်မှာတော့စီမင်ကမျက်နာပုံမှန်ပြပြနဲ့ထွက်သွားခဲ့ပြီးတင်ဟန်ဆောင်ရတာကိုဖော်ပြခဲ့ပါတယ်နောက်တစ်ချိန်သူကလက်ခေါင်းဆောင်နေတဲ့တွေ့တဲ့ခါမှာပါဖီရီယာကသူ့ကိုမူရစ်စေပေးပြီးတော့မှအခွင့်အရေးယူခဲ့တာလို့ပြောခဲ့တာကြောင့်ခေါင်းဆောင်တွေကကလက်ထဲဝင်ဝင်ပြုခဲ့ပါတယ်သူ့ကိုရုံးကတက်စီကိုခေါ်သွားပြီးမှဒါဟာထောင်ချောက်ပဲအခန်းလေးကိုတည်စီနေတဲ့ဓာတ်ငွေလွတ်လိုက်တဲ့ခါမှာစတီမီယာဆက်ကန်ပိုင်းတွင်တည်ဆုံးခဲ့ပြီး ူရဲ့ခနာကိုမီရှိုးဖို့တဲ့ယူသွားခဲ့ကြပါတယ်။ဘက်ကဝီလာကိုပါပီဒီယာပို့လိုက်တဲ့စားရဆောင်ကိုသူမပီးခဲ့တဲ့ကြောင့်ဝင်ခံပြီးတော့မိဘတီရဲ့အန်နီရှိတဲ့အတိတ်ကနေကာဝေးခြင်းလို့လို့ပြောပါတယ်။ဝီလာကအစားကိုဖက်ကြည့်လိုက်တဲ့ခါမှာတော့ပိုပီဒီယာကသူမပြောက်ွယ်သွားတာကိုတောင်းပန်ပြီးဝီလာကကဘာကြီးကိုပြောင်းလဲနေအောင်ကြင်ပြင်းလာမယ်လို့မျှော်လင့်နေကြောင်းအဲ့ဒီခါကျမှသူတို့တွေ့နေမယ်လို့ပြောထားပါတယ်။ဘက်ကတော့ဖုန်းတစ်လုံးဝယ်ပေးခဲ့ပြီးတော့သူတို့တွေဟာရေဒီယိုကနေတပုံသတင်းတွေကိုနားထောင်နေတဲ့ဝီလာလေးစနပြဝဲတွေကိုစတင်တက်ရောက်ခဲ့ပါတော့တယ်။